အရှင်ဖေယမိဘနဲ့သားသမီးကြားမှာမိဘမှားတယ်ဆိုတာမရှိဘူးလားဖေယတပည့်တော်အားဖြေကြားပေးတော်မူပါဖေယတဲ့ရှိတာပေါ့မိဘလည်းပုထုဇဉ်လေအမှားပဲကင်းပါမလဲနော်မိဘတိုင်းမှန်ရမယ်လို့ဖေယဟောမရှိပါဘူး950နိပတ်တော်ပိစကနိပတ်မဏိကုံထလဝတ်သုလာဓမ္မပါဠိဇတ်တော်မှာဖခင်ဖြစ်တဲ့မဟာပါတာပမင်းဟာ ကန္တီပါရမီနဲ့ပြည့်စုံတဲ့သားတော်ဓမ္မပါလဂရုသားလေးကိုတက်ဖြတ်ခဲ့တဲ့အတွက်မြေမြူခံရပြီးအဝိသိငရဲတို့ကြာရောက်သွားရပါတယ်။ဒါဟာမိဘကမှားလို့ဖြစ်ပါတယ်။အဲ့ဒီဇတ်တော်ကိုထောက်ဆား၍ကြည့်မယ်ဆိုရင်မိဘတွေလည်းမှားနိုင်တယ်ဆိုတာကိုသိနိုင်ပါတယ်။ယနေ့ခေတ်မှာလည်းမှားနေတဲ့မိဘတွေမရေမတွက်နိုင်အောင်ရှိပါတယ်။ဒါကြောင့်မိဘတွေကို ပြောကြင်တာကမိမိတို့လည်းအမှားမကင်းတဲ့အတွက်မိမိတို့အမှားလုပ်တဲ့အခါမှာ ာသမီကတတိပေးစကားဆိုလာပြီဆိုရင်တာသမီတွေဆိုလာတဲ့တတိပေးစကားကိုစင်ကျင်ပြီးကိုမှားနေပါကပြုပြင်တဲ့တာကိုပြုပြင်ပါလို့ပြောကြင်ပါတယ်။